င်္ဂလာပါခொနရသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ18ခွန်ကဖေနီရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆီမားကတော့ Solar နွေနီဖြစ်ပါတယ်ဆီမားနေနဲ့ကတော့ Bassin လွင့်နေချဖြစ်တဲ့ပေါ့နော်အဲ့တော့ခொနရသမီးတွေရဲ့မဟာဗုဒ္ဓအကျွင်းထဲမှာနှစ်ကျွင်းနေရဲ့ဒါကန်စရာလေးကိုပြပြပေးနေတာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်မှာတော့နှစ်ကျွင်းတင်းနာသားသမီးတွေရဲ့အဲ့တော့ကန်စတာလေးရဲ့အလောက်ကန်ကိစ္စအစီပွားရေးငွေကြေးလူမှုရေးကဏ္ဍလေးကိုအရင်ဆုံးဆီမားဒီတစ်ပတ်မှာပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ ဒီအကျွင်းလေးတွေပေါ့နော်မိမိတို့ကနှစ်ကျွင်းကိုဘယ်လိုမျိုးသိကျင်လဲဆိုမိမိတို့ရဲ့နော်ဒါမြန်မာမွေးခွန်းနှစ်ကိုဒီဒါခုနှစ်နဲ့စားပေါ့နော်အဲ့ဒါနှစ်ကျွင်းရင်တော့မမီတို့ရဲ့မဟာဘုတ်အကျွင်းဖြစ်ပါတယ်အဲ့တော့နှစ်ကျွင်းနေရဲ့ဒါနှစ်ကျွင်းသားသမီးလေးတွေရဲ့တနင်္လာသားသမီးတွေရဲ့အကြောင်းပေါ့နော်ဒီတစ်ခေါက်ပြောပြပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြင့်တရက်ခံချင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစင်မတို့ရဲ့ TikTok ခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะကျမတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ내쫀드린나다다미리리야빙가보아보เนาะ내쫀마소드린나다다미야빙가보아에러빙가보아리야ငေရေစင်မှစပ်ပြီးတော့ ဒါယောဂဗျာထူပြောတတ်တယ်ကျမ်းမာရဲ့အញ្ញံကြုံမဲ့ခက်ခဲမှုများစွာဖြင့်ဘဝကိုရုန်းကန်ရတဲ့သူတွေဖြစ်တယ်အဲ့တော့စိတ်တက်လည်းပြင်းထန်သူတွေဖြစ်တယ် တော့စိတ်အပြောင်းလဲမြန်တတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့စိတ်တက်ပြင်းထန်သူတွေဖြစ်တဲ့စိတ်စိတ်အပြောင်းလဲမြန်တတ်တယ်နော်ဒါဒေါသကြီးတတ်တယ်ပေါ့နော်ဒါပေမဲ့စိတ်မြန်တယ်ဒါစိတ်ပြေလွယ်တဲ့သူမျိုးလေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘဝဆမှာခက်ခဲမှုတွေကြုံတွေ့နိုင်တဲ့သူမျိုးလေးတွေဖြစ်တယ်စိတ်တက်ပြင်းထန်သူတွေဖြစ်ကြပါတယ်ပေါ့နော်အဲ့တော့နှစ်ကျွေးနေရနော်ဒါတင်းနာသားသမီးလေးကနည်းနည်းခေါင်းမာတတ်တယ်အကြောတင်းတတ်တယ်ပေါ့နော်ကိုဖြစ်ချင်တာကိုလိုချင်တာကိုဦးစားပေးတတ်တယ်ဘာမှဂယုမဆိုင်တတ်တဲ့သူမျိုးတွေမှာနည်းနည်းပါတယ်ပေါ့နော်သူတို့တွေကနည်းနည်းအကြောတင်းတဲ့အထဲမှာပါ ါတယ်အဲ့တော့ဒီကိစ္စရက်တွေကိုတစ်ခုခုကိုလှုပ်တော့မယ်เนาะဆိုရင်တစူတော့ပြုတ်လှုပ်တတ်တယ်သူတို့ကဒါလှုပ်မယ်ဆိုရင်လှုပ်လိုက်ရမှာเนาะဒီဟာမှားနေတယ်ဆိုတဲ့ဟာကိုလည်းမှားမှန်းသိနေတဲ့အဲမှားမှန်းသိနေပြင်မဲ့လဲဆက်ပြီးတော့လှုပ်တတ်တဲ့ညင်စရိုက်လေးတွေပါရှိနေတဲ့အတွက်ပေါ့เนาะအဲတော့သူတို့တွေကနောက်ပြီးတော့ဒါဒီနည်းနည်းပေါ့เนาะဒါသူတို့ကဆွဲလန်းကြီးတက်တဲ့သူမျိုးလေးတွေဖြစ်တတ်တယ်เนาะကျင်နာတတ်တယ်ပေါ့เนาะကျင်နာတတ်တယ်ဂယုနာအကျင်နာမှုဂယုနာမှုလေးတွေရှိတတ်ကြတယ်သူတို့ကတနာကျင်နာငဲ့ညာတတ်တဲ့သူလေးတွေ ဖြစ်တယ်နော်စိတ်ပြောင်းလဲညံပေမဲ့လည်းတနာကျင်တာတက်တဲ့သူမျိုးလေးတွေဖြစ်ကြတယ်ပေါ့နော်အဲ့တော့ဒီနှစ်ကျွင်းလေးတွေရဲ့ဘဝတက်တက်တာအတွက်စီးပွားရေးခန္ဓာတွေလုပ်ငန်းခန္ဓာလေးတွေဥစ္စာမအရင်ဆုံးပြပြပေးသွားမယ်နော်အဲ့တော့စီးပွားရေးလောက်ကန်လေးတွေကမိမိတို့ရဲ့လုပ်ငန်းပိုင်းတွေမှာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဒီပြောရမယ်ဆိုရင်တော့လှုပ်ရှားမှမုံစားမယ်စာတာရှင်တွေပေါ့အလုပ်ရက်တာနဲ့ဝင်ဝင်ရက်တက်တယ် နော်အိုက်ဇာတာရှင်တွေကအဲ့တော့အလုတ်တစ်ခုဝင်ငွေတစ်ခုပုံမှန်ရှိနေမှာဒါအဆင်ပြေမယ်ဒီနေ့အလုတ်ရဒီနေ့ဝင်ငွေပြတ်တက်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့စီးပွားရေးကိုအလေးထားရှာနိုင်မှနော်အဲ့တော့လောက်ကိုင်းနိုင်မှပေါ့အာခွန်အာသွန်ခွန်ဆိုင်လုံးနိုင်မှရှာနိုင်မှအဆင်ပြေမယ်သူများထက်ပိုပြီးစ조사ရုံးကန်နိုင်မှအဆင်ပြေမယ်သူမျိုးတွေဖြစ်တယ်မိမိတို့အနေနဲ့နော်ဒီစီးပွားရေးလုတ်တဲ့နေရာမှာ အာကံ့ညာအားဆိုင်ရမယ်ပေါ့နော်ကိုပိုင်လုပ်ငန်းကိုပိုင်လုပ်တွေကြီးပွားနိုင်တယ်ချမ်းသာနိုင်တယ်နော်အဲ့တော့ဝန်ထမ်းနဲ့ဆိုတော့ကိုပိုင်လုပ်ငန်းကိုပိုင်လုပ်တွေလုပ်လို့အဆင်ပြေနိုင်တယ်အဲနောက်ပြီးတော့နိုင်ငံခြားထက်ပြီးစီးပွားရှာတွေအကျိုးပြုတယ်ပေါ့နော်အဲ့လိုမျိုးမိမိတို့ကအဲ့တော့နိုင်ငံခြားမှာအခြေချနေထိုင်တာမျိုးတွေရဝေးထွက်ပြီးစီးပွားလုပ်ငန်းလုပ်တာတွေကကိုယ့်အတွက်ပို့ပြီးတော့အဆင်ပြေမယ်ဝန်ထမ်းဆိုရင်တော့မိမိတို့ကယာတုကုံတို့ကြီးနိုင်တော့လဲအမြဲတမ်းရှင်ပြိုင်ခြင်းမနာလိုခြင်းတွေအေးရှိတယ်စီးပွားဖြစ်နှိမ့်တက်တယ်ပေါ့နော်အဲ့လိုမှယာတုတွေကကြီးနိုင်တဲ့ကုံတို့ကြီးနိုင်ပေမဲ့လဲကိုကစီးပွားရေးခံနာတွေ မှာအချမ်းသာမှုကဏ္ဍတွေမှာအားနဲ့တက်တဲ့သူမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ မိမိတို့ကအကြီးကဲထက်လူကြီးပိုင်းနဲ့အကူအညီထောက်ပံ့ကောင်းနေရရှိမဲ့သူမျိုးတွေဖြစ်တယ်။နော်ဒါပဲဒါပေမဲ့မိမိတို့ရဲ့ဘဝမှာကိုတူးကိုချွန်ရက်တရမဲ့သူမျိုးဖြစ်တယ်ပေါ့နော်။အဲ့လိုမျိုးအဲ့တော့ကိုတူးကိုချွန်ရက်တရတတ်တယ်။ဘာပဲလုံးလုံးမိမိတို့အနေနဲ့ပေါ့နော်။ဒါအတိုက်ခံလေးတွေအများတန်းရှိမဲ့တော့စီးပွားရေးခန္ဓာလေးတွေကိုပေါ့နော်။လောဘဒေါသမောဟနဲ့ရှာဖွေလို့မရဘူး။လောဘကြီးလို့မရဘူး။ပြီးတော့ဖြက်လန်းနီးနဲ့စီးပွားရှာတဲ့အလုပ်ဖြက်လန်းနီးနဲ့ငွေရှာတဲ့အလုပ်ကမိမိတို့ရဲ့ဘဝမှာတသက်တာမှာလောက်ကင်လို့မရဘူးပေါ့နော်။အဲ့လိုမျိုးအဲ့တော့မိမိတို့ကစိတ်မတည်ငြိမ်နေတဲ့သူတွေ ဖြစ်တဲ့အတွက်ပေါ့နော်လုပ်ငန်းမျိုးမျိုးပြောင်းလဲလောက်ကင်နာမျိုးတွေလည်းလုပ်လို့မရအောင်ကိုဝါဝါသနာပါတဲ့အလုပ်ကအချိုးပေးလုပ်ငန်းတွေပဲအဲလုပ်လို့ရမယ်အဲ့တော့နှစ်ကျွင်းနေရတင်းနာသားသမီးရဘွားတက်တာမှာဘလို့လုပ်ငန်းတွေကိုကအချိုးပေးလဲဆိုတော့ပေါ့နော်အရောင်းဝယ်လုပ်ငန်းတွေ online shop electronic pc ဥယျာဉ်ခြံလုပ်ငန်းတွေပေါ့နော်အဲ့ဒါအကျိုးပြုတယ်နောက်ထပ်တောက်ကြန်နေဖြစ်တဲ့သွတ်တန်တစ်လုပ်ငန်းတွေဟိုတယ်နဲ့ခီးသွွာလာရေးလုပ်ငန်းတွေတက်သီးလုပ်ငန်းတွေပေါ့နော်အဲ့နောက်စနေနေ့နေဖြစ်တဲ့အထည်လုပ်ငန်းတွေ desk diesel ထမင်းဆိုင်ထီဆိုင်နောက်ကုံစုံကုံကြောက်ကုံရောင်းကုံဝင်ခြံကားကြောက်လုပ်ငန်းတွေအကျိုးပြုတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီလုပ်ငန်းတွေနဲ့စီးပွားရေးလုံနိုင်အောင်မြင်မယ်နောက်ပြီးတော့အိမ်ဆောက်ပစ္စည်းအယောင်းဝယ်လုပ်ငန်းတွေနောက်တက်လုပ်ငန်းတွေပေါ့နော်အဲ့လိုမျိုးတွေအကျိုးပြုတယ် အဲ့ဒီလုပ်ငန်းတွေနဲ့စီးပွားရေးလုံးမှသာအဆင်ပြေမယ်မမီတို့ရဲ့ဘဝတည်ဆက်တာမှာဒီလုပ်ငန်းတွေကဘဝကိုယ့်ရဲ့လုပ်ငန်းစီးပွားပိုင်းတွေမှာအောင်မြင်မှုရရှိမဲ့လုပ်ငန်းတွေဖြစ်ပါတယ်နော် ဲ့တော့ဖြန်လန်းနီးလိုက်နေတဲ့သူတွေအဲ့နှစ်ကျွတ်တင်တာသားသမီးဖြန်လန်းနီးလိုက်နေဥမာဘယ်လိုမျိုးလုပ်ငန်းတွေလုပ်နေတဲ့သူတွေဆိုဥမာဘောပွဲလုပ်တာမျိုးပေါ့နော်ဒါနှလုံးသုံးလုံးဒိုင် လုပ်တာမျိုးတွေပေါ့နော် 2D 3D ဒိုင်လုပ်တာမျိုးတွေပြီးတော့ခုခုဒီခုခေတ်မှာခေတ်စားနေတဲ့ဗဂိမ်းပေါ့နော်ဂိမ်းအဲ့လိုမျိုးလုပ်နေတဲ့သူတွေဘယ်တော့မှမကြည်ပွားနိုင်ဘူးမချမ်းသာနိုင်ဘူးသူတို့ကဒီဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးလုပ်ငန်းလုပ်နေတဲ့သူတွေသူကငွေမမြဲနိုင်တဲ့သူတွေဖြစ်တဲ့အတွက်ကိုဒီလုပ်ငန်းနဲ့ချမ်းသာနိုင်ဖို့ခက်ခဲတယ်အဲ့တော့ဒီလုပ်ငန်းနဲ့ချမ်းသာနိုင်တဲ့ခဏတစ်ဖြုတ်ပဲပေါ့နော်ဥပမာ မှာအာဒီလောင်ကစားအလုံးနဲ့ချမ်းသာရင်လည်းပဲခဏပဲပေါ့နော်လောင်ကစားအလုံးနဲ့ပဲမွဲသွားတတ်တယ်ဘဝပြတ်သွားတတ်ကြပါတယ်ထို့ကြောင့်ဒီလုပ်ငန်းတွေကဘဝတက်တက်တာမှာနှစ်ကျွင်းတင်းတာသာသမီလုံလို့မရတဲ့လုပ်ငန်းတွေပြောပေါ့နော်အဲ့တော့လုပ်ငန်းပိုင်းတွေမှာစီးစနစ်တကျပြုလုပ်နိုင်မှုလိုပဲတမအားစီဝါကြကြပြုလုပ်နိုင်မှုလိုမယ်ပေါ့နော်အဲ့တော့မှလုပ်ငန်းစီးပွားမြင်းမယ် အဲ့တော့လုပ်ငန်းစီးပွားပိုင်းတွေမှာပေါ့နော်ဒါပြုလုပ်တဲ့နေရာမှာအာဘာသာရေးပိုင်းတွေကောင်းမှုကုသိုလ်လေးတွေဌာနတီလာတွေနဲ့လုပ်ငန်းရှင်တွဲပြီးတော့ပြုလုပ်နိုင်မှသာအဆင်ပြေမယ်เนาะအဲ့လိုမျိုးလောဘဒေါသမောဟနဲ့စီးပွားလုပ်ချင်းပျက်စီးတတ်တယ်ဆုံးရှုံးတတ်တယ်အဲ့တော့ ကိုယ့်ရဲ့လုပ်ငန်းစီးပွားပိုင်းတွေကိုပေါ့နော်အဖက်ဘက်ကနေပြီးတော့လုံနိုင်မှနော်ဒါနေ့စဉ်ပေါ့ဝင်ငွေရတဲ့အလုပ်ကလေးနဲ့စီးပွားရေးလုံးမှသာအဆင်ပြေမယ်နော်အဲ့တော့ဝန်ထမ်းဘဝမှာကတော့ဒီစီးပွားပြင်းနှိမ့်တက်တယ်ပေါ့နော်အဲ့လိုမျိုးတကယ်လို့မိမိတို့ကဝန်ထမ်းလုပ်နေတယ်နော်ကိုယ်ကဝန်ထမ်းလုပ်နေတယ်ဆိုရင်တော့တစ်ဖက်တစ်လမ်းနေပြီးတော့ဝင်ငွေရတဲ့အလုပ်ကလေးနဲ့ကိုယ်ပိုင်းတစ်ပိုင်းတစ်နိုင်လေးနေတွဲလုံးနိုင်မှအဆင်ပြေမယ်ဝန်ထမ်းဘဝမှာတော့ဒါကိုကအစိုးရဝန်ထမ်းပဲလုပ်လို့ပုဂ္ဂိုလ်ကဝန်ထမ်းပဲလုပ်လို့ရရဆဆဖြစ်မယ်ဥပမာတစ်လောက်၅သိန်းရမယ်ဆိုရင်ဒီ၅ သိမ့်နဲ့ရင်ပြီးဆုံးသွားမယ်ပေါ့စုမီစောင်းမီပေါ့အားနဲ့တက်တာပေါ့နော်ထို့ကြောင့်ကိုကတဖက်တလန့်နေဝင်ငွေရတဲ့အလုပ်ကလေးတွဲလုံးနိုင်မှာလုပ်ငန်းစီးပွားပိုင်းနေအောင်မြင်မယ်နော်အဲ့လိုမျိုးအဲ့တော့စီးပွားပိုင်းနေကဒါရှာနိုင်မှာနော်စုဆောင်းနိုင်မှာကံ့ကြံ့အားဆိုင်နိုင်မှာအောင်မြင်မှုရရှိမဲ့သူမျိုးတွေဖြစ်တယ်ပေါ့နော်ဒါနှစ်ကျွန်းတင်းတာသာသမီလုပ်ငန်းစီးပွားကဏ္ဍပါ ွေကြီးခန္ဓာလေးတွေပြက်ပြက်ပေးသွားမယ်နော်အဲ့တော့နှစ်ကျွင်းပေါ့ဒီဒီမိမိတို့အနေနဲ့ပေါ့နော်ဒါလုပ်ငန်းစီးပွားပိုင်းနေပြီးတော့ငွေကြေးခံတာလေးတွေပေါ့အဲ့တော့ငွေကြေးကငွေမမြဲတဲ့သူမျိုးတွေဖြစ်တယ်ငွေရလွယ်ကုန်လွယ်တဲ့သူမျိုးဝင်တလောက်ပြန်ကုန်နိုင်တယ်ပေါ့နော်လက်ထွက်နောက်ပြီးတော့ငွေသုံးလက်ဖွာတဲ့သူတွေ ဖြစ်တယ်ရှင်းရင်ရှိသလိုသုံးတတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးလက်ထဲမှာတသိန်းရှင်းရင်တသိန်းသုံးတယ်နှစ်သိန်းရှင်းရင်နှစ်သိန်းသုံးတယ်ရှင်းရင်ရှိသလိုသုံးတတ်တယ်ငွေမနှမျောတတ်ဘူးမချွေတတ်တတ်ဘူးပေါ့နော်ထို့ကြောင့်ငွေလက်ထဲမှာမမြဲတဲ့သူမျိုးလေးတွေဖြစ်ကြကြတယ်အဲ့တော့ထို့ကြောင့်ငွေကသူများတဲ့ပို့ပြီးရှာဖွေနိုင်မှစူဆောင်းနိုင်မှအဖက်ဖက်ကနေငွေဝင်လန်းတွေရှာနိုင်မှအဆင်ပြေမယ်ဘာဖြစ်လို့လဲဆိုတော့ငွေမမြဲတဲ့သူမျိုးပေါ့နော်အဲကြောင့်လက်ထဲမှာငွေထားလို့မရဘူးငွေဝင်လာရင်လုပ်ငန်းတိုးချဲ့တာမျိုးတွေလုပ်ပါနော်နောက်ပြီးတော့ဒီစီးပွားရေးတိုးချဲ့ပါရွှေတွေပါလုပ်ထားတာမျိုးပေါ့အဲ့လိုမျိုးလုံးမတာကိုယ့်အတွက်စီးပွားရေး ဖတ်တင်ပြီးတော့နော်ဒီငွေလက်ထဲမှာထားမယ်ဆိုရင်9သိန်းရှိ9သိန်းကုန်နော်10သိန်းရှိ10သိန်းကုန်ပေါ့နော်အဲ့လိုမျိုးချောင်းမျိုးမျိုးနဲ့ကုန်နိုင်တယ်ဘယ်လိုမျိုးလဲဆိုတော့ကိုကနော်ဒီငွေတို့ချိစားတဲ့အလုပ်တွေနော်ငွေနဲ့ရင်းတဲ့အလုပ်တွေအာမခံတဲ့အလုပ်တွေတသက်လုံးလုံးလို့မရဘူးအာမခံရင်လည်းဆက်ရွက်တဲ့သူချင်းငါရင်လည်းပြင်မြနိုင်ငွေရောချောင်းပြူပြီးစိတ်ညစ်တဲ့ငွေအဝင်အထွက်များမဲ့သူမျိုးတွေဖြစ်တဲ့အတွက်ကိုငွေကြေးနဲ့ပတ်သက်ပြီးတော့ရင်းနှီးတဲ့အလုပ်တွေလုံးလုံးမရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အော်တခြားပေါ့နော်စီးပွားရေးလုပ်ပြီးတော့ငွေနဲ့ရင်းတဲ့အလုပ်တွေလုံးလုံးမရငွေနဲ့ရင်းတဲ့အလုပ်ဆိုတာကတော့ဘုနုကလိုလောင်းကစား အလုပ်တွေပေါ့နော်အလုပ်ငွေတို့ချိဆိုင်အလုပ်တွေအဲ့ဒါကိုယ့်အတွက်တသက်တာမှာအကျိုးမပြုဘောဆုံးရှုံးမှုများတတ်တယ်ငွေလူလိမ့်မကြမကြခံရတဲ့သူမျိုးလေးတွေဖြစ်တယ်ထို့ကြောင့်ငွေကိုစိတ်နဲ့ကန်းနဲ့သုံးချွေတာနိုင်အဖက်ဘက်ကနေရှာနိုင်စူးစောင်းနိုင်မှသာငွေမြဲမဲ့သူမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့တော့ငွေကပြောမယ်ဆိုရင်အာဒီမိမိတို့အနေနဲ့ပေါ့ မမီးဘဝတသက်တာမှာငွေသုံးဆွဲမှုကိုဟိုဥပမာဒီကိုယ့်ရဲ့ daily ပေါ့နော်သုံးဆွဲစရိတ်တွေလားစင်သုံးဆွဲစက်တွေရောစိနဲ့ကန်းနဲ့အဲ့လိုမျိုးသုံးဆွဲနိုင်မှသာအဆင်ပြေမယ်ငွေအဝင်အထွက်များမဲ့သူမျိုးငွေသုံးလက်ဖွာတတ်တဲ့သူမျိုးငွေမမြဲတဲ့သူမျိုးတွေမှာဒါနှစ်ကျွင်းတင်းတာသားသမီးတွေပါတယ် ထို့ကြောင့်လက်ထဲမှာငွေများများဆဆထားလို့မရဘူးအဲ့ဒါလက်ထဲငွေရောက်တာနဲ့လုပ်ငန်းတိုးချဲ့တာတွေခုနကစော်ပိုင်းပြောထားတဲ့ရွှေလောက်တာလေးတွေလုံမတာငွေလေးကိုလက်ထဲမှာဒါငွေရေးကြေးနဲ့ပတ်သက်ပြီးမြဲမှာဖြစ်ပါတယ်เนาะအဲ့တော့ငွေကန်ကောင်းဖို့အတွက်အမြဲတမ်းမကိုယ့်ရဲ့ကန်ကောင်းခြင်းနဲ့ငွေရေးကြေးဘိုင်းလေးတွေမှာရှာဖွေနေတဲ့အချိန်တွေမှာလက်ပွင့်နန်းနိုးကရာလေးတွေရွတ်ပါ နော်ငွေဝင်လာပြီဆိုရင်ဌာနကောင်းမှုလေးတွေပြုပါနော်အစာရေစာရှားပဲလို့အစာတောက်ပေးဥတည်ရှားလို့ဥတည်လှူပြီးတော့လုပ်ငန်းစီးပွားလေးတွေပေါ့နော်ငွေချေးရှာဖွေမယ်ဆိုရင်ကံထောက်ပံ့ကောင်းလေးတွေရရှိလာမယ်သူမျိုးတွေဖြစ်တယ်ထို့ကြောင့်ဒီနှစ်ကျွေးနှစ်သားသမီးလေးတွေနဲ့လုပ်ငန်းစီးပွားလုပ်တဲ့နေရာမှာကံညာအားဆိုင်ရမယ်သဘောတဘာဝပေါ်ပါတယ်နော် ထပ်လူမှုရေးကဏ္ဍလေးတွေကိုပေါ့နော်ဆင်မပြပြပေးသွားမယ်အဲ့တော့လူမှုရေးကဏ္ဍလေးတွေကြည့်လိုက်တဲ့အခါမှာနှစ်ကျွင်းဒါတင်းနာသားသမီးရဲ့လူမှုရေးကဏ္ဍလေးတွေရပေါ့နော်အစိုးအကောင်ဒွန်တွဲတဲ့သူမျိုးဖြစ်တယ်နည်းနည်းသူတို့တွေကလူမှုပေါင်းစည်းဆက်ဆံရေးမှာတယူတန်တက်တဲ့ခေါင်းမှတက်တဲ့သူမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့တယူတန်တက်တဲ့ခေါင်းမှတက်တဲ့သူမျိုးဖြစ်တဲ့အတွက်လူမှုပေါင်းစည်းဆက်ဆံရေးမှာအစ်တင်မြရတာပေါင်းစည်းဆက်ဆံဖို့လိုတယ် เนาะအဲ့တော့မမီတို့ကတော့ပြောမယ်ဆိုရင်ပေါင်းသင်းနေပေါ့ပေါ့เนาะမမီတို့ရဲ့အဲဒီအပေါင်းသင်းမိတ်ဆွေတွေအပေါ့ အအနေအချင်းသာပေါ့နော်ကိုကဟိုအလေးနဲ့ထားတတ်ကြတယ်အတုံတောင်နည်းနည်းလေးမာနာကြီးသူအကြောတင်းသူခေါင်းမာတဲ့သူလို့အထင်ခံတတ်တယ်ပေါ့နော်အဲမဲ့သူတို့နဲ့ရင်းနှီးသွားပြီဆိုရင်သူတို့ရဲ့အတွေးစိတ်လေးတွေကနော်အစဉ်ပြေဟိုစာကောင်းမွန်တဲ့အနေထားမှာတော့ရှိတယ်အဲမဲ့လူအများကြီးကိုမပေါင်းသင်းတတ်ဘူးရှိတဲ့သူလေးကိုပဲစိတ်နှစ်ပြီးပေါင်းသင်းတတ်ကြတယ်ဒါပေမဲ့မိမိတို့အပေါ်မှာလည်းအပေါင်းသင်းခံတာအနေနဲ့ပေါ့နော်ကောင်းတဲ့လူကအားနေတတ်တယ်မိမိတို့ကစိတ်နှစ်ပြီးတော့ခင်တတ်တယ်စိတ်နှစ်ပြီးတော့ပေါင်းသင်းတတ်တယ်ဒါပေမဲ့မိပေါ်ကြတော့ပြန်ပြီးတော့ဂယု ဆိုင်တဲ့လူကျင်နာတဲ့လူအားနေတတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါမိသားစုညီကိုမောင်နှမတွေရဲ့ကျင်နာခြင်းဂယုဆိုင်ခြင်းအလေးနဲ့ထားခြင်းနည်းနည်းလေးအားနေတဲ့သူမျိုးလေးတွေဖြစ်တတ်တယ်နော်အဲ့တော့အပေါင်းအသင်းတွေလည်းအများကြီးမထတတ်ဘူးရှိတဲ့အပေါင်းအသင်းကိုပဲအဲနည်းနည်းလေးပေါ့နော်အာယုံစိုက်တတ်တဲ့သူမျိုးတွေဖြစ်တယ်အပေါင်းအသင်းနဲ့နေတတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အပြင်းမင်းကြီးတယ်ဆိုရင်သူတို့ကနည်းနည်းလေးပေါ့ဟိုမာနာကြီးတယ်လို့အထင်ခံတတ်တယ်ပေါ့နော်ဒါနဲ့ကြွတင်းတာသားသမီးတွေအဲစကားပြောရတဲ့နေရာမှာလည်းအဲသူတို့တွေကနည်းနည်းပေါ့ပြောတဲ့နေရာမှာဟို ဟိုလေတဲ့မာရာမျိုးလေးတွေပေါ့နော်စိတ်ပြက်ပြက်တတပြော့တက်ဆိုတတ်တဲ့အနေထားလေးရှိရတဲ့နည်းနည်းလေးအများသူငားတဲ့တော့အနှဲငယ်ဆန့်ကျင်ပဲလေးတွေဖြစ်တတ်တာပေါ့ထို့ကြောင့်လူမှုပေါင်းသင်းဆက်ဆံရေးမှာတည်တည်မာရာမြတ်တာစာပေါင်းသင်းဆက်ဆံဖို့လိုမယ်နော် အဲပြောမယ်ဆိုရင်အနေထားပေါ့အချိန်နေအချိန်ခါကြည့်ပြီးတော့ပေါင်းသင်းဆက်ဆံရမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့တယူတန်တစ်ဖက်သက်ပေါင်းသင်းဆက်ဆံနေထိုင်လို့မရတဲ့အနေထားမှာရှိရလူမှုရေးခန္ဓာလေးတွေမှာလည်းနည်းနည်းလေးပေါ့အားနဲ့တက်ပြီးတော့အဆိုးကောင်းတွန်တွဲတဲ့အနေထားလေးတွေတော့ရှိရပေါ့နော်အဲ့တော့မိသားစုညီကုံမောင်နှမပုံမှာလည်းမမိကခံလဲအလေးနဲ့မထတတ်သလိုမိသားစုညီကုံမောင်နှမကလည်းမိမိပေါ့အလေးနဲ့ထားမှုအားနဲ့တက်ကြတယ်ပေါ့နော်အဲ့လိုမျိုးမမိကလည်းအရင်အလေးနဲ့ပြန်ပြီးတော့မထတတ်ဘူးအဲ့မမိပေါ်ကလည်းအဲ့လိုမျိုးပြန်ပြီးတော့အလေးနဲ့မထတတ်ကြဘူးပေါ့ထို့ကြောင့် အပေါင်းသင်းခန္ဓာပြောဆိုဆက်ဆံရာမှာစကားပြောဆိုနေရာမှာအဲလိုမျိုးချိုးတာဖို့ယဉ်ကျေးဖို့ပြုငါဖို့တော့လိုအပ်ပါလိမ့်မယ်เนาะဒါနေကျွတင်တာသားသမီးတွေရဲ့လူမှုရေးခန္ဓာလေးတွေပါเนาะအဲ့တော့မိမိတို့ကလူချစ်လူခင်เนาะပေါ်များအောင်ကိုကမေတ္တာပေးမှမေတ္တာပြန်ရနိုင်တဲ့အနေထားလေးရှိရတဲ့အများနဲ့မေတ္တာပွားပါမေတ္တာပို့ပါเนาะလူတိုင်းကိုမေတ္တာနဲ့ပဲပြောဆိုဆက်ဆံမယ်ဆိုရင်ကိုရဲ့ဒီဘဝတလန်လေးတွေမှာဒါလူမှုရေးလူမှုပေါင်းသင်းဆက်ဆံရေးမှာအဆင်ပြေပြင်ချက်ချက်မုံမွေးနဲ့အရာရာအဆင်ပြေမဲ့အနေထားမှာ ဒါရှိလာပါလိမ့်မယ်เนาะဒါတော့အစင်မအနေနဲ့ကတော့ဒါ နှစ်ကျွင်းတွင်းနာသားသမီးရဲ့လုပ်ငန်းစီးပွားပိုင်းတွေငွေကြေးခံတာတွေလူမှုရေးခံတာလေးတွေကိုဒါဒီတစ်ပတ်မှာ ပြောပြပေးသွားတာဖြစ်ပါတယ်နောက်ထပ်မှာပေါ့เนาะနောက်တစ်ပတ်မှာဆိုရင်ဒါဒီနှစ်ကျွင်းတွင်းနာသားသမီးတွေအတွက်ပဲအချီရေးခံတာလေးတွေပေါ့မြစ်တာရေးခံတာလေးတွေနောက်အိမ်တော်ရေးခံတာလေးတွေကျန်းမာရေးခံတာလေးတွေပညာရေးခံတာလေးကိုနောက်ထပ်တစ်ပတ်မှာပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဆရာမတို့ရဲ့ဒီ YouTube channel လေးကိုဒီပူရီယိုလေးတွေကိုပေါ့เนาะစောင့်မျှော်ကြည့်ရှုဖို့မြစ်တာရက်ခံပါတယ်ဆရာမတို့ရဲ့ YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ဖို့မြစ်တာရက် က်ခံပါတယ်အဲ့တော့နေချူတင်းနာသားသမီးတွေအဆဆအရာအဆင်ပြေကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါစေအသက်ရှူတိုင်းနဲ့ဝင်ငွေတွေတိုးကြပါစေယောဂဘီအန်ဒီဘီတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါရှင်